အတော်များများပြောကြတယ်လက်ရင်နဲ့ဆိုပါလေတိုင်းပညာတတ်ထားတိုင်းတိုင်းပညာလေ့ကျင်တာတိုင်းလက်မရင်ပါဘူးဒါလေးတော့သိတာနော်လက်ရင်နဲ့ဆိုတာကတိုက်ခိုက်မှုနဲ့ယင်ပါတာကိုပြောတာပါတိုက်ခိုက်မှုနဲ့ယင်ပါလေးရှိတဲ့စိတ်ရှိသူတွေကရှင်းသိလို့ကြားလို့ဝန်ပလီလို့ဒါမျိုးဟန်တာစိတ်ရှိတဲ့တတ္တဝါတွေနဲ့အလားတန်တူတဲ့စိတ်မျိုးရှိတဲ့လူတွေကလက်ရင်လေးရှိတယ်ဒါပေမဲ့ခင်ဗျားတို့မှာယုံလို့ တမင်လို့ဆေးအားငယ်ပြီးတော့တခုခုနဲ့ရင်ဆိုင်ရတဲ့အခါထွက်ပြေးလိုစိတ်ပဲအများတန်းရှိနေတဲ့လူတွေကအတော့ကိုပြောင်းလဲယူမှသာရံဖြစ်တဲ့အခါမတော်တဆရင်ဆိုင်ရတဲ့အန်ဒီရီတွေဂျုံတဲ့အခါထွက်ပြေးလိုစိတ်ထက်ပြန်လဲတိုက်ခိုက်လိုစိတ်ရောက်လာမှဖြစ်တယ်ဗျကြားတယ်ချင်းတဲ့တွေဝင်ပလီတွေဟာသူတို့ရဲ့တားကောင်ကိုမမိမချင်းသူတို့ရက်လီမရှိအဲ့တော့တိုက်ခိုက်ပြီးတော့အနိုင်မရမချင်းသူတို့မရက်ဘူးဆိုတော့တမင်တွေတရေတွေယုံနေရလဲ အသားစားတတဝါတွေနောက်ကလိုက်လာတဲ့အခါမှာသူတို့အသက်အန္တရာယ်အတွက်အသက်ကုန်ထွက်ပြေးတယ်ထွက်ပြေးလို့မလွတ်မချင်းသူတို့မရက်ဘူးဒါပေမဲ့သူတို့ထွက်ပြေးတာရက်လိုက်တဲ့တနေ့ကသူတို့ရဲ့တည်တဲ့နေဖြစ်သွားတာပါဗျာအဲ့တော့ပြေးလဲမလွတ်ဘူးဆိုတာကိုပြောပြတာပါဒါပေမဲ့ကျွဲတွေပြောင်းနေရတော့ကြားလို့ချင်းသိလို့အကောင်တွေတော့မှတစ်ခါတရံမှာသူတို့အသက်တည်တဲ့ဒီပြန်တိုက်ခိုက်နိုင်တယ်ရှိတယ်ဗျဒါပေမဲ့ကျွန်တော်လက်ချင်းတရားပေးနေတဲ့ဆရာတယောက်ဟာ တမင်လိုတပည့်တွေများနေခဲ့မယ်ဆိုရင်တော့ fighter တွေမွေးထုတ်ရမယ်စား runner တွေမွေးထုတ်မိရတာဖြစ်နေတယ်ဗျဒါမဲ့ဆရာတကယ်ပဲတော်ခဲ့မယ်တကယ်ပဲတက်ခဲ့မယ်တကယ်ပဲနှက်ခဲ့မယ်ဆိုရင်အပင်စားတတဝါလိုစိတ်မျိုးအမြဲထားနေတဲ့တင်းနန်းသားတွေတို့ကပြန်တိုက်ရဲအောင်ထွေးပေးနိုင်တယ်ဗျ soul survive system မှာကြားတော်ရည်လိုစားမရှိဘူးဆိုရင်တော့ပြန်တိုက်ရဲတဲ့ကျွဲတွေလိုမျိုးရဲရဲမှုရှိအောင် system တွေနဲ့မွေးထုတ်ပေးနေတာဖြစ်တယ်အခုလာမဲ့ version ကတော့ new version ဖြစ်တယ် အဲ့တော့ old version ကသင်ခန်းစာပေါင်း82မျိုးရှိတယ် new version မှာတော့ system ပြောင်းလိုက်တယ်အချင်းအချက်တွေကနေအတက်အညီကြုံလာတဲ့အခါမိမိကိုယ်ကို ရုံးထွက်နိုင်အောင်ဘန်ဒိုစနစ်တွေနဲ့ version မြင့်ထားတာဖြစ်တယ်သင်ခန်းစာပေါင်းနောက်ထပ်20ထပ်ပြီးတိုးမြင့်ထားပါတယ်ဗျတန်တန် fees ကအင်တန်တက်သွားပါတယ် new version မှာတော့9လောက်ဟာနှစ်သိန်းကျတာဖြစ်တယ်အဲ့တော့ join မယ်ဆိုရင် chatbox ကနေပဲဖြစ်ဖြစ် page messenger ကနေပဲဖြစ်ဖြစ် အားနာလဲပါကျေးဇူးတင်ပါ